အခုပြောပြမယ့်ပုံပြင်လေးကတော့မြစ်ကြမ်းမစားတဲ့နွားငယ်လေးပုံပြင်ပဲဖြစ်ပါတယ်။တစ်ခါတုန်းကလက်တဲလေးတစ်ခုမှအလွန်ပြင်းတဲ့နွားလေးတစ်ခုရှိပါတယ်။အဲ့ဒီနွားငယ်လေးဟာသူ့သခင်ဖြစ်တဲ့လက်ပိုင်ရှင်ရှာဖွေကျွေးမွေးတဲ့မြင်းနုကလာစားတောင်းလေးဟာပေါ့။ဒါကြောင့်တခြားကြမ်းတဲ့အောက်ရိုးနဲ့မြစ်ချောက်တွေကို မစားတတ်ပဲ ဖြစ်နေတာပေါ့ကွယ်။ဒီနေ့မှာတော့သူ့သခင်လက်ပိုင်ရှင်ဟာခီးသွားဖို့ကြုံလာတော့ နွားငယ်လေးကိုပြောတဲ့ကွယ်နွားလေးငါခီးထရမှာအချိန်လဲကြာမြင့်မှာထက်တယ်ဒီတော့မိကိုယ်တိုင်မျက်နှာတွေကိုရှာဖွေပြီးစားတော့ပါနွားလေးလည်းသူ့တခင်လည်းပိုင်ရှင်ခီးသွားတာကြောင့်အစာရှာဖို့လက်ခွင်းထဲကိုထွက်လာခဲ့ပါတော့တယ်နွားလေးဟာသူ့တခင်ရှာဖွေကြွေးတဲ့မျက်နှာတွေကိုသာစားနေရတော့မျက်နှာတွေပဲမှာရှိလဲဆိုတာကိုမသိပဲဖြစ်နေတဲ့ နွားလေးဟာဘိုက်ပြီးအောင်စားမှုသူကြိုက်တဲ့မြင့်မှုကိုဘယ်လိုရှာရှာမတွေ့ပဲဖြစ်နေလို့စိတ်ပြင်းနေရှာတဲ့အဲ့ချိန်မှာအစာစားနေတဲ့နွားကြီးတစ်ကောင်ကိုတွေ့ရှိပြီးဒီနွားကြီးကမျက်တွေကို အားရပါရစားနေပါလားငါစားခြင်းနဲ့မျက်နှုတွေဘယ်မှာရှိတယ်ဆိုတာသိရအောင်မေးမြန်းမှဖြစ်မယ်နွားလေးဟာအဲ့လိုတွေ့ပြီးအစာစားနေတဲ့နွားကြီးကိုအစ်တဲ့နွားကြီးကျွန်ုပ်ကိုလည်းစားစရာမျက်ကောင်းများရှိတယ်ညွန့်ကဖေးပါ နွားလေးရဲ့အမေစကားကိုကြားတော့နွားကြီးကအထူးဆန်းဖြစ်ပြီးပြန်ပြောလိုက်ပါတယ်အတင်နွားလေးကျွန်တော်စားနေတာမျက်ကောင်းလေးမဟုတ်လားအတင်နွားလေးလည်းစားနိုင်ပါတယ်နွားလေးဟာ နွားကြီးရဲ့စကားကိုကြားပြီးနေပင်ကိုချိလိုက်တာပေါ့ဒါပေမဲ့နွားလေးဟာသူစားနေကြမျက်နှာတွေမဟုတ်ပဲမျက်ကြမ်းတွေဖြစ်နေလို့မစားနိုင်ပဲဖြစ်နေကြခွဲအတင်နွားကြီးကျွန်တော်နေ့စဉ်စားနေကြမျက်ဟာအလွန်အရသာရှိတဲ့မျက်နှာတွေဖြစ်ပါတယ် ယခုတို့ရတဲ့မျက်တွေဟာမျက်ကြမ်းနေဖြစ်လို့မစားနိုင်ပါအသင်တော်လေးအသင်စကားအတိုင်းအသင်ဟာသခင်ဖြစ်သူရှားဖွေကြွေးမွေးတဲ့မျက်နှုတ်ကိုသာစားနေကြဖြစ်နေတယ်အသင်ပိုင်ဝဖို့အတွက်သာ အရေးကြီးလို့မျက်နှုတ်မျက်ကြမ်းမရွေးသင့်ပါအသင်အသင်တော်ကြီးကျွန်ုပ်စားနေကြမျက်နှုတ်မဟုတ်လို့မစားလို့ပါပြန်လဲပြောဆိုပြီးမျက်နှုတ်ရှားဖွေဖို့ဖတ်သွားတာပေါ့ကွယ်နွားလေးဟာမျက်နှုတ်ရှားဖွေခြင်းနဲ့ ခြောက်စားတစ်ခုရောက်လာပါတယ်။ခြောက်စားမှာပေါင်နေတဲ့မြစ်တွေကို တွေ့ရလို့ဝမ်းသာအရာနဲ့သွားချီတာပေါ့။ဒါပေမဲ့နွားလေးဟာသူကြိုက်တဲ့မြစ်လူတွေမဟုတ်လို့စားဖို့ခက်နေတာပေါ့ကွယ်။အဲ့ဒီချိန်မှာခြောက်စားမှာရှိတဲ့တပ်ပင်ကြီးပေါ်မှာထိုင်နေတဲ့ဂိုင်းလေးကောင်ဟာနွားလေးမြစ်တွေကိုတွေ့ပြီးမစားဘဲနေတာကိုတွေ့လို့အော်နေတာပေါ့။အဲ့ဒါကြောင့်နွားလေးကို မေးလိုက်ပါတယ်။ဒီနွားလေးမြက်တွေကိုတွေ့ရှိပါလျက်နဲ့ အဘဲကြောင့်မစားပဲကြီးစုနေပါတလေအချားနွားတွေကအသင့်လို့မဟုတ်ပါချောင်းဆက်နာကမြက်တွေကိုတွေးရှိရင်ဖြိုရှင်စွာစားတော့နေတာကိုတွေ့ရပါတယ်အသင့်ပြိုင်ပေါ်သလိုကျွန်ုပ်ဒီလိုကြမ်းသားတဲ့မြက်တွေကိုမစားနိုင်ပါကျွန်ုပ်ရဲ့သခင်ရှာဖေကြီးတဲ့မြက်နှုတ်တွေကိုသာစားတော့နေကြဖြစ်ပါတယ်အသင့်နွားလေးအသင်သခင်ရှာဖွေကြွေးမွေးတဲ့မျက်နှုတွေကိုသာတောင်းတမနေပါနဲ့အသင်နွားလေးကိုယ်တိုင်မျက်အကြောင်းကိုသိရအောင် ဇွဲလုံလာထားပြီးရှားဖွေစားတော့တင်ပါတယ်။နွားလေးလည်းခိုင်းရဲ့စကားကိုကြားပြီးသူကြိုက်တဲ့မြင်းလူရှာမတွေ့တော့လို့မြင်းချမ်းတွေကိုပဲပိုင်ပြီးအောင်စားလိုက်ပါတော့တယ်။အဲလိုနဲ့နွားလေးဟာသူ့သခင်ပြန်မရောက်ခင်ခြောက်စားမှရှိတဲ့မြင်းတွေကိုစားနေရတာပေါ့ကွယ်။ဒီနေ့သူ့သခင်ပြန်လာပြီးနွားလေးကိုကြည့်လိုက်တော့အလွန်ဝပြိုးနေတာကိုတွေ့လိုက်ရတဲ့။ငါမရှိတော့မျက်နှာတွေမစားရပေမဲ့ အချားမြတ်တွေကို ရှာဖွေစားတတ်နေပါလားနွားလေးရဲ့တခင်ကအဲ့လိုတွေးပြီးနွားလေးစားဖို့မြင်းလူတွေရှာဖွေတွေးဝေးပါတယ်နွားလေးလည်းသူ့တခင်ရှာဖွေတွေးဝေးရဲ့မြင်းလူတွေကိုမစားဘဲနေတာပေါ့နွားလေးရဲ့အချင်းကြီးကိုရေစားမိတဲ့သူ့တခင်ကနွားလေးကို စားရှာဖွေဖို့လက်ခွင်းထဲကိုလွှတ်လိုက်ပါတယ်နွားလေးလည်းမြစ်တွေရှိအောင်ပြေးသွားပြီးရှာဖွေစားတော့နေတာပေါ့ နွားလေးရဲ့ကြောင်းလဲသွားတဲ့အဖြစ်ကိုတွေးလိုက်ရတဲ့အခိုင်ကမေးလိုက်တဲ့အတင်နွားလေးအတင်ရဲ့သခင်ပြန်လာပြီမဟုတ်လားအတင်ရဲ့သခင်နာအတင်ကြိုက်တဲ့မင်းတို့ဒီကိုရှားဖွေမကြွေးလို့တခြားမျက်ဒီကိုလာစားနေတာလားအတင်ပြိုင်ကျွန်ုပ်သခင်ကကျွန်ုပ်ကိုစားဖို့အတွက်မျက်နှုမျက်ကောင်းတွေကိုရှားဖွေကြွေးမွေးပါတယ်ဒါပေမဲ့အတင်ပြိုင်ရဲ့စကားအတိုင်းကျွန်ုပ်ကိုယ်တိုင်ဆွဲလုံးလထားပြီးရှားဖွေမစားခဲ့ခြင်းကိုတွေးမိပြီးအလိုလိုရှက်ရွံ့လာမိပါတယ် ယခုအချိန်ကစပြီးကျွန်ုပ်ကိုယ်တိုင်မြန်များကိုရှာဖွေစားတောက်တော့မှာဖြစ်ပါတယ်။နွားလေးရဲ့စကားကိုကြားလိုက်ရင်ခိုင်းကနွားလေးဟာငှားရဲ့စေတနာစကားကိုလိုက်နာတာကြောင့်မာရဲ့မေဆူတစ်ချပြီ။အလိုတွေးကနွားလေးအစားရှာဖွေတိုင်းနွားလေးကြောပေါ်မှာလိုက်ပါတာပေါ့ကွယ်။နွားလေးလည်းမေဆူစစ်ဖြစ်တဲ့ခိုင်းလေးနဲ့အတူလက်ငွေခဲမှာပျော်ရွှင်စွာအစားရှာဖွေစားတောက်နေတာပေါ့ကွယ်။ပုံပြင်လေးကတော့ဒါပါပဲ။